စည်းစိမ်ဥစ္စာ ကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်မြတ်ဗုဒ္ဓလမ်းညွန်ခဲ့သည့်အင်္ဂါ6ပါးနဲ့ပြည့်စုံရမှာဖြစ်ပါတယ်။ဥဋ္ဌာဏဝတ္တောတတိမတောသူစီကမ္မတနိတ္တမကာရိနောတဉ္ဇတတဓမ္မဇီဝိနောအပမတတယာတောဘိဝတ္တတိ ဥဋ္ဌာဏဝတ္တောထာကြွလုံးလဝရိယရှိထသောတတိမတောတတိရှိထသော သူစီကမ္မတစင်ကြယ်သော အမှုရှိထသောနိတ္တမကာရိနောဉာဏ်ဖြင့်စူးစမ်းစင်ကြင်၍ပြုလေရှိထသောတညတတ္တဆောင်စည်းသောဣန္ဒြေရှိထသောဓမ္မအစည်းဝေနော တရားသဖြင့်အသက်မွေးလေရှိထသော အပ္ပမတ္တတမမေ့မလျော့သောပုဂ္ဂိုလ်အားရသော စည်းစိမ်ဥစ္စာ အရာအထူးကျေးဇူးတရင်ကြော်စောခြင်းသည်အဘိဝတ္တိတဏိတရှာတိုးပွားလေ၏လို့မြတ်ဗုဒ္ဓမိန်တော်မူခဲ့ပါတယ်။ဒီအင်္ဂါ6ပါးကိုမမေ့မလျော့တဲ့ပုဂ္ဂိုလ်ဟာစည်းစိမ်ဥစ္စာ အရာအထူးကျေးဇူးတရင်ကြော်စောခြင်းသည်တဏိတရှာတိုးပွားမှာဖြစ်ပါတယ်။စည်းစိမ်ဥစ္စာကြီးပွားတိုးတက်အောင်မြင်ချမ်းသာမှာဖြစ်ပါတယ်။ ဒါဆိုရင်အလုံးသောဓမ္မမိတ်ဆွေသူတော်ကောင်းများအနေနဲ့စီစဉ်ဥစ္စာကြီးပွားခြင်းနဲ့တုတ်တက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်နံပါတ်1ဥဋ္ဌာဏဝတ္တောထကြွလုံးလဝိရိယရှိရမှာဖြစ်ပါတယ်။နံပါတ်2တတိမတော်တတိရှိရမှာဖြစ်ပါတယ်။နံပါတ်3သူစီကမ္မတစင်ကြယ်သော အမှုရှိရမှာဖြစ်ပါတယ်။ စင်ကြယ်သောကာယကံမှုစင်ကြယ်သောဝစီကံမှုစင်ကြယ်သောမနောကံမှု ရှိရမှာဖြစ်ပါတယ်။မကောင်းတာမကြံနဲ့မမှန်တာမလုံးနဲ့မဟုတ်တာမပြောနဲ့ကောင်းတာကြံမှန်တာလို့ဟုတ်တာ ပြောရမှာဖြစ်ပါတယ်။နံပါတ်၄နိတ္တမကာရီနောဉာဏ်ဖြင့်စူးစမ်းဆင်ခြင်ပြီးတော့အလုံးလို့ရမှာဖြစ်ပါတယ်။ဉာဏ်ဦးစီးပြီးတော့အလုံးလို့ရမှာဖြစ်ပါတယ်။နံပါတ်၅တင်ညတ္တဆောင်စည်းသောဣန္ဒြေရှိရမယ်။ စကုသောတာဂါနဇိံဝါကာယမနဆိုတဲ့ဣန္ဒြေ6ပါးကိုစောင့်ရှောက်ရမှာဖြစ်ပါတယ်စောင့်စည်းရမှာဖြစ်ပါတယ်နံပါတ်6ဓမ္မစည်းဝေနောတရားသဖြင့်အသက်မွေးရမှာဖြစ်ပါတယ်လုံလဝီရိတတိစင်ကျေစူဇန်ပြုချေဣန္ဒြေစောင့်ွယ်တရားသဖြင့်သက်မွေးလေတယ်မမိရော့ တိုးပေါ်ဥစ္စာကျွဲ